ဒီနေ့မနက်အစောပိုင်းကရှင်ပြိုင် ထိုးတက်ကြတဲ့ URC ပြိုင်ပွဲမှာမြန်မာပြည်ဖွားချင်းဖိုက်တာဂျိုရှုအာဗန်ကဖလိုင်းဝိတ်တန်မှာကမ္ဘာအဆင့်တည့်ရှိတဲ့ Brandon Rivera ကိုအနိုင်ယူလိုက်ပါတယ်။ URC 317ရဲ့အဓိကပွဲစဉ်တစ်ခုဖြစ်တဲ့ဂျိုရှုအာဗန်နဲ့ Brandon Rivera တို့ပွဲစဉ်မှာလက်သီးတွေကိုအဓိကအသုံးပြုရှင်ပြိုင်ထိုးတက်ကြပြီးနှစ်ဦးစလုံးရဲ့မျက်နှာတွေမှာဒဏ်ရာတွေကိုစီရကြပါတယ်။၃ချီထိုးတက်ခဲ့ကြတာဖြစ်ပြီးပွဲပြီးမှ အမှတ်ပေးဒဏ်တွေ၃စလုံးက ဇန်ကိုအနိုင်ပေးလိုက်တာမို့ဇန်ဟာ UFC ဖလိုင်းဝိတ်တန်းကမ္ဘာအဆင့်တစ်ကိုအနိုင်ယူပြီးအဆင့်ခုံတက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ UFC ရဲ့အမှုဆောင်အရာရှိချုပ်ဒါနာဝိုက်ကအခုပွဲနိုင်သူဟာချန်ပီယံကမ္ဘာပိုင်ရှင်ကိုစင်ကာပူခွင့်ရှိမယ်လို့ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာပြောထားတာမို့အသက်24နှစ်ရွယ်ဗန်ဟာအခုဆိုရင်တိုင်းပေါင်းစုံပြိုင်ပွဲတွေထဲမှာနာမည်အကြီးဆုံးဖြစ်တဲ့ UFC ရဲ့ချန်ပီယံကမ္ဘာပိုင်ရှင်ဖြစ်လာဖို့အလွန်နှိစက်လာပြီဖြစ်ပါတယ် ဇန်ဟာတိုင်းပေါင်းစုံ MMA ပြိုင်ပွဲတွေထဲနာမည်အကြီးဆုံးဖြစ်တဲ့ UFC ပြိုင်ပွဲမှာပထမဆုံးအကြိမ်ရှင်ပြိုင်ခွင့်ရတဲ့မြန်မာဖိုက်တာလည်းဖြစ်ပါရဲ့ရှင်။